ပရီးမီးယားလိပွဲစဉ်32အာစနယ်နဲ့ဘရန်ဖို့မင်္ဂလာပါကိုခင်းအစ်တာဖုတ်ဘောရှိုးအနေကြိုးစားပါရစေ။စနေည7:00နာရီမှာရှင်ပြိုင်ကစားမယ်။လန်ဒါဘီပွဲစဉ်တစ်ပွဲလေးဖြစ်တဲ့ဂန်နာနဲ့ ပြားတို့ရဲ့ပွဲကြို36ကိုကျွန်တော်တို့အခုပဲတူတူလုပ်လိုက်ရအောင်ဆိုတော့ပထမဆုံးအနေနဲ့ဒီပွဲရဲ့ key points တွေကျွန်တော်မြင်မိတဲ့ shootdown လေးတွေကိုဆွေးနွေးကြည့်ပါမယ်ပြားတွေကတော့ရှင်းတယ်ဗျဒီနေ့ဘောလုံးရသည်မှာဥရောပဝင်ခွင့်အတွက်လည်းရှင်းခုံစရာမလိုတော့သလိုတန်းစင်းစုံတိုက်ပွဲအတွက်လည်းသူတို့မှာဘာဖြစ်အားမှမရှိဘူးစိုးရင်စရာမရှိဘူးလွတ်လွတ်လပ်ကစားလို့ရတယ်တပတ်ကအာဆင်နယ်ကအဲ့လိုမဟုတ်ဘူး Real Madrid အသင်းကိုဂိုးပြတ်အနိုင်ယူပြီးနောက်သူတို့နောက်ထပ်ပွဲတင်တဲ့ပွဲအတွက် prepare လုပ်ဖို့လိုတယ် Real Madrid နဲ့ပထမအကြော့မကစားခင်အချိန်တုန်းကလည်းအတိုင်း prepare လုပ်ခဲ့တဲ့အတွက် evident အသင်းကိုခက်ရခဲတဲ့ကစားခဲ့ရတယ်ပေါ့နော်ဒါမဲ့ကျွန်တော်ပြန်တွက် Arsenal အသင်းရဲ့ လက်ရှိတက်နေတဲ့စိတ်သက်ပိုင်းပေါ့ Real Madrid လို့ဗျာ Champion League မှာဘိုဆွမ်းနိုင်တဲ့အသင်းမျိုးသုံးခုပြတ်နိုင်ဖို့ဆိုတာမလွယ်ဘူးကျွန်တော်ပုံမလင်းလင်းပြောရင်ဒီပွဲစဉ်ရဲ့အကျော်ပေးမှုကိုကြည့်ပြီးကျွန်တော် Brentford ကြိုက်တယ်တိုးတော့တစ်ချက်ပြန်တွေးရမှာအာရအခုချိန်မှာအဲ့စိတ်သက်ကြီးကဘယ်လိုပြောမလဲလူငယ်တွေရောလူကြီးတွေရောအရန်တွေရောအားလုံးတသားတည်းကြီးဖြစ်နေဘောလုံးပွဲတစ်ပွဲဆိုတာကလေအဲ့စိတ်သက်ကိုသူက90ခန်းတော့အခြေခံပြီးကန်တော့နိုင်မနိုင်ရတဲ့ဆိုင်ဒီအသင်းကဒီချိန်မှာ အကောင့်ဘက်တွေကိုအများကြီးဥတီနေတယ်ဗျာโอเค ကျွန်တော် Real Madrid နဲ့ဘာနေပြူးမှာတွားအောင်ရှင်ဆိုင်ကစားဖို့ရှိဒါကိုလက်ခံတယ်နော်၃ခုအတွင်းရဲဆိုရင်သူတို့စနစ်တကျကစားမှာပဲတဖက်မှာကျွန်တော်ရဟာဒီပွဲတော့လုံးဝရှော့လိုက်ပြီးရှုံရှုံနိုင်နိုင်သူတို့ကန့်ချင်သူတို့ကန်မယ်လို့လည်းတွက်လို့မရပြန်ဒါ Everton နဲ့ပွဲတုန်းကလည်းအာကြီးခက်ခဲတာခက်ခဲတာပါတကယ်တော့သူတို့ကွင်းလက်တိုင်းရဲ့သုံးဖက်ချက်တချို့သာနော်ဟိုအဆင်ပြေခဲ့ရင်ပေါ့လေပြောရရင်တော့ဒီ penalty twin goal ကိုခွင့်မပြုခဲ့ဘူးဆိုရင် I99 ဆိုတော့ Arsenal ကစားသမားတွေထဲမှာဒဏ်ရာပြဿနာပြန်ကောင်းလာတဲ့သူတွေရှိတယ်။အနာပေးပြီးအရင်ကစားသမားတွေကိုတည်ပြီးကံမယ်ဆိုရင်တော့ကံလို့ရတဲ့အခြေအနေမျိုးအဓိကဘာကြောင့်သူတို့တွေရဲ့တက်နေတဲ့စိတ်တဲ့ကြောင့်ဗျာ အတင်းတင်းကစိတ်သက်ပိုင်းကိုအခြေခံပြီးတော့အဲ့လိုအရှိန်အဟုန်ကောင်းကောင်းနဲ့တက်သွားတဲ့ခုနှစ်တည်းအသင်းတွေကျွန်တော်အများကြီးမြင်ခဲ့ရဘူးအခုထားပါတော့ဗျာကွင်းလယ်မှာပါတီကိုအနာပေးလိုက်ဂျော်ဂျင်ညိုထက်လိုက်မယ်ဂျော်ဂျင်ညိုကလည်းသူ့အလို့သူအကောင်းဆုံးလုံးပိုင်းငါတို့ဒီနေ့ရသည်အကောင်းဆုံးတမိုင်းရေးထိုးမယ်ဆိုရဲစိတ်မျိုးရှိမှာပဲနောက်မှာကလာဖီယိုရီထည့်မယ်ဆိုရင်ကလာဖီယိုရီကโอเคစကယ်လီနီးတူငါအကောင်းဆုံးခြေသွင်းပြမယ်ဆိုရဲစိတ်သက်ပိုင်းပေါ့နော်ဆိုတော့ လက်တွေ့ကျကျစဉ်းစားမယ်ဆိုရင်အာစနယ်နိုင်တော်မှဘရန်ဖို့ကိုပြတ်နိုင်မှုမရှိဘူးကျွန်တော်ရွေးချယ်တင်တာဘရန်ဖို့တိုးတော့ငါဘရန်ဖို့ရွေးတယ်กว่าဆိုရင်လေပြောလို့မရဘူးအိမ်ကွင်းမှာတကူလောက်နဲ့ကတ်နိုင်သွားတဲ့အခြေအနေမျိုးကလည်းဖြစ်ရင်ဖြစ်မှာပဲလေဘာကြောင့်လဲဆိုတော့ဘရန်ဖို့ကဟိုဘာမှမျော်လင့်ချက်ဟိုခိုင်မာတဲ့အတင်းတင်းမဟုတ်တော့ဘူးဆိုတော့ကျွန်တော်တို့မှာရွေးချယ်ရတာခက်တယ်အဲ့တော့ကြောင့်ကျွန်တော်ပြောချင်တာတော့ကို့အကြိုက်ကိုသာကို့ဦးစားပေးပြီးရွေးချယ်ပါကျွန်တော်နဲ့အတွေးခေါ်ချင်းတူတယ်အမြင်ချင်းတူမှသာလျှင်ကျွန်တော်တို့ထပ်တူကြပြီးရွေးချယ်ဖို့အတွက်တက်လက်စားတဲ့အကြံပေးပြသည်ဆိုတော့ ကျွန်တော်အာရှရဲ့အကျော်ပေးမှုတွေကိုဆက်လက်ဆွေးနွေးကြည့်ပါမယ်။အာရီက 1D 1D ကတော့ပေးမှာပဲပေါ့နော်။ဘာကြောင့်လဲဆိုတော့ဟိုတလုံးတစ်ဝက်ပျော်ရွှင်ခွင့်ဘာညာကတော့ Emirates မှာကန်ရတာဖြစ်တဲ့အတွက်နောက်ပွဲ Real Madrid နဲ့ပဲတွေ့ရပါစေုံပေးမှာတော့မဟုတ်ဘူး။ဒါတော့တာမန်အကျော်ပေးမှုမျိုးလို့ထင်တယ်။တိုတယ်ကိုနဲ့တစ်ချက်ပြန်ချိန်ကြည့်အောင်။ကျွန်တော်တိုတယ်ကိုကတော့သုံးလုံးတစ်ဝက်ပျော်ရွှင်ခွင့်ပေးထားတဲ့အတွက်တိုတယ်ကို ਨੇ မှာပဲ။ 1C ဒါမှမဟုတ်လဲ11ဆိုတဲ့ reset မျိုးဖြစ်သွားနိုင်တယ်။ဂိုးပြတ်ဖို့ဆိုတာကတော့ကျွန်တော်လမ်းမမြင်ဘူးပေါ့နော်။ဆိုတော့ ျွန်တော်ဒီ handicap ပြရွေးပြရမယ်ဆိုရင် Arsenal တင်နိုင်သွားရင်တော့မဝမ်းဒီထက်မပိုဘူးကများတယ် percentage နဲ့တိတိပပခွဲပြောပြရမယ်ဆိုရင်80%လောက်အာရကနိုင်ရှိတယ်အာရကနိုင်ရောဘီဇနက်စ်အရတက်ပြီးတော့အကျိုးမြတ်မရဘူးပေါ့လေဒီပွဲစဉ်ကအကျိုးမြတ်မရဖို့လည်းများပါတယ်အဲ့လိုကတ်နိုင်ကြီးများတယ်ဒီထဲမှာကျွန်တော်တစ်ချက်ပြန်တွက်ရမှာ တည်ကြရင် အပြည့်ဝပျော်ရွှင်ခွင့်ရနိုင်တဲ့ Brandford ကိုယုံကြည်သင့်လားဒါမို့ရင်နိုင်ဂျီရှိတဲ့နိုင်ဂျီဆိုတာကပပပါပြောနော်ကပပနိုင်ဂျီရှိတဲ့ Arsenal တင်းကိုယုံကြည်သင့်လားဆိုတော့အဲ့လိုမျိုးအချက်နှစ်ချက်ကိုကိုကြိုက်တဲ့ဘက်ရွေးလို့ရတယ်ကျွန်တော်ကတော့ Everton နဲ့ ပွဲမှာအာဆနယ်ကိုဘက်ကန်တော့မှန်တယ်။ Everton ကိုကျွန်တော်ယူပြီးပြီ။ဒီပွဲမှာကတော့ Real Madrid ပွဲရှိပါသေးရော။ Jorginho နဲ့ပဲတည်ပြီးတော့ကစားပါသေးရော။ Trouser ပဲဝင်ပြီးတော့ကန်ပါသေးရောနော်။အတင်းရဲ့အဓိကကစားသမားတွေကိုအနာပေးပါသေးရော။အိမ်ကွင်းမှာတော့အတေရလက်ထက်စာရင်တကူလောက်နဲ့ကတ်နိုင်သွားမယ်လို့ထင်တယ်။အာဆနယ်အသင်းကိုအနေငယ်စွန့်စားကြည့်ရှင်ပါတယ်ခင်ဗျ။ Okay အဲ့တော့ကျွန်တော်နောက်ထပ်ဒီပိုင်းဒီနှစ်သင်းကြားတဲ့ကိန်းကနဲ့အချက်အလက်လေးတွေအနေငယ်ပြောပါမယ်။ Head to head ထိတိုက်တွေ့ဆုံမှုမှာအာကြီးက 9ချိန်နိုင်ပြီးတော့တစ်ချိန်ပဲတည်ကြတယ်။ Brentford နောက်ဆုံး6ချိန်မှာအာယူတစ်ချိန်တစ်ခါမှမနိုင်ဘူး။အဲ့တော့ bro ကိန်းကနေချက်လိုက်ရဟတ်တူကမှာ Arsenal တင်းကအပြတ်အသတ်အသာစီရနေရလို့ပြောလို့ရတယ်။ကျွန်တော် segment တွေခွဲခွဲပေးနေတာတခြားမဟုတ်ဘူး။ကျွန်တော်ညီကိုတွေကြိုက်တဲ့ segment နဲ့ချိန်ပြီးရွေးလို့ရအောင်ခွဲပေးနေတာပါ။ ကျော့အခုနောက်ဆုံးတွေ့ခဲ့တဲ့ပထမအကြော့မှာအာစတန်ကပြားရီရဲ့ကွင်းမှာ3-1နဲ့နိုင်ထားတာနော်အဲ့တော့သူတို့တည်ကြခဲ့တဲ့ပွဲကဒါ2022 23ဘောလုံးရာသီကအာစတန်အိမ်ကွင်းမှာဝန်းဝန်းတည်ကြခဲ့တာဗျအဲ့နောက်ပိုင်းသူတို့၃ပွဲကန်ရတယ်အာကြီးပဲတောက်လျှောက်နိုင်တယ်အနည်းဆုံးတော့တွင်းကွက်ကွာချချက်တကိုးနဲ့ကတ်နိုင်တယ်ဗျပြားရီကွင်းမှာပဲဖြစ်ဖြစ်အာကြီးကွင်းမှာပဲဖြစ်ဖြစ်အာကြီးဒီနောက်ဆုံး၃ချိန်ထိတိုက်တွေ့ဆုံမှုမှာနိုင်ထားပါတယ်ကျွန်တော်နောက်တဲ့ဒီပိုင်းကတော့ အာစနယ်တင်းရဲ့နောက်ဆုံး6ပွဲဆက် current form ၃ပွဲနိုင်၃ပွဲတည်တရေတွေလည်းကြတာတဲ့အတွက်ကြောင့်ကျွန်တော်တို့အထူးတော့ဂယူပြရမယ်ဒီပွဲစဉ်ကလည်းတေကျသွားနိုင်တာ哦အာကြီးကတ်နိုင်မယ်ဆိုတာကြီးပဲပြောတာတော့မဟုတ်ပါဘူးတေကျဖို့အတွက်လည်းကျွန်တော်တို့ထက်ထွက်ရလိမ့်မယ်အဲ့တော့တေကျခဲ့တဲ့ပွဲစဉ်တွေကိုပြန်ပြီးစမ်းစစ်မယ်ဆိုရင် Everton PSV Manchester United ဖြစ်နေတယ်။လက်ရှိချိန်မှာ Arsenal ထက်မကောင်းတဲ့အသင်းတွေကိုပဲသူတို့တည်ကြထားရတဲ့အတွက်ဒီပွဲစဉ်ကလည်းတည်ရလက်ကိုဥတီနေနိုင်တယ်။ဒါပေမဲ့တခုထူးခြားတာကအဲ့တည်ကြခဲ့တဲ့ပွဲစဉ်၃ပွဲမှာတပွဲပဲဒါအင်ကွင်းမှာကစားခဲ့ရတယ်။အဲ့ဒီပွဲကလည်း Champion League ဖြစ်နေတယ်။ Premier League ပွဲစဉ်၂ပွဲလုံးကတော့တည်ကြခဲ့တဲ့ပွဲစဉ်တွေဒီအဝေးကွင်းမှာရှင်ပြိုင်ခဲ့ရတာပါ။တစ်ဖက်က Brentford နောက်ဆုံး၆ပွဲမှာ၂ပွဲနိုင်၂ပွဲတည်၂ပွဲရှုံး။သွက်ဆောင်ရပိုင်းကမတီမငြိမ်ဖြစ်နေတဲ့အခြေအနေမျိုးပါ။ကဲအားကြီးရဲ့ အိမ်ကွင်း6ပွဲဆက်ရလက်ကတော့၄ပွဲနိုင်တပွဲတည်တပွဲရှုံးရှုံးတဲ့ပွဲကဝက်ဆန်းကိုသူတို့ရှုံးတာအဲ့ပွဲမှာဦးကျိုးသွားတာပဲဟိုပရီးမီးယားလိကိုမျောလင်းကွင်းတိတ်ပြီးတော့မရှိတော့တဲ့ပွဲပေါ့နော်ထားပါနောက်ဆုံး၃ပွဲဆက်ကတော့အာဆင်နယ်ဖောင်ကောင်းထားတယ်လို့ပြောလို့ရတယ်ချယ်ဆီကိုဝမ်းစီးနေနိုင်တယ်ဖူလန်ကို2-1နဲ့နိုင်တယ်မက်ဒရစ်ကို3-0နဲ့နိုင်ထားတယ်အဲ့ဒါနောက်ဆုံးအိမ်ကွင်း၃ပွဲဆက်ရက်ဆက်နောက်တဲ့ပိုင်းက Brentford ရဲ့အဝေးကွင်း 6ပွဲရလက်နောက်ဆုံးတစ်ပွဲမှာတော့သူတို့နျူကာဆယ်ကိုရှုံးခဲ့တယ်သို့တော့8ပွဲ9ပွဲမှာတောက်လျှောက်နိုင်ထားတယ်ဗျဘရန်ဖို့ရဲ့အဝေးကွေးရက်ဇက်ကြီးကလည်းချွတ်စင်ဘရန်ဖို့ဒီနိုင်ထားတဲ့အသင်းတွေထဲမှာဘုံမောက်လို့အသင်းမျိုးပါတယ်ဗျာ ပဲလစ်လိုအိမ်ကွင်းကစားအကောင်နဲ့အသေးမျိုးတွေပါတယ်အဝေးကွင်းကစားအားဘုံမောက်အတော်လေးကိုမိုက်ပါတယ်ဆိုတော့ကိန်းနဲ့အချက်လက်ရဟတ်တူအမှအာစနယ်အသင်းအသာကြီးရနေတယ်ဆိုပေမဲ့ကျန်တဲ့အချက်လက်တွေမှာဘရန်ဖို့ကပိုအသာကြီးရနေတယ်လို့ဆိုနိုင်ပါတယ်ကဲနောက်ဆုံးမှကျွန်တော်တို့ဗျူအပိုင်းချင်းကပ်မှုတစ်ချက်လို့အောင်အတေးတာကတော့လူဘားပေါ့ဗျာတခုပဲအဲ့လူဘားပလင်းကွဲမရှာဖို့ပဲလိုတယ်သူကအသင်းတင်းရဲ့အခြေအနေကိုဟိုကို့အသင်းကိုတုံးတက်တာတဲ့ပြိုင်ဘက်အသင်းကိုအရင်အကဲဖြစ်နိုင်သွမ်းပို့နေတယ်ဗျဒါသူ့အတွေ့အကြုံတွေကနေရရှိခဲ့တဲ့ ပညာတစ်ခုလို့ပဲကျွန်တော်ထင်တယ်။ဘယ်အသင်းကိုဘလို့ဂိုးသွင်းရမလဲအနိုင်ရမလဲသူကောင်းကောင်းသဘောပေါက်တယ်။ထားပါတော့ set piece အားနေတဲ့အသင်းဆိုရင် तू အဲ့ဒီ set piece တွေအားကိုးလိမ့်မယ်။အလွတ်တကယ်ဘောကဂိုးရနိုင်ချေရှိတဲ့အသင်းမျိုးဆို तू အလွတ်တကယ်ဘောနဲ့ဂိုးသွင်းလိမ့်မယ်။ Arsenal ရဲ့ viewer ဘိုင်းကအတိအကျကြီးဟာ possession ယူမယ်။ဘာညာမှန်းလို့မရဘူး။ central zone ကသွားမှလား။ဒါမှမဟုတ်ကျွန်တော် counter attack တွေကသွားမှလား။ channel တွေကသွားမှလား။တိတိပပမှန်းလို့မရဘူး။သူ့မှာဂိုးရနိုင်ချေရှိတဲ့အပေါက်လန်းတွေအများကြီးရှိရတဲ့ကြောင့်ကျွန်တော်တွေက are you ဘက်ကန်တယ်ဆိုပြီးရင်ပြောလို့မရ Bravo ကတော့ပွင့်လင်းပြောတော့နည်းနည်းရိုးတယ်ဗျာ physical ဘိုင်းအားပြုတဲ့အတင်းတင်းသူတို့ကနောက်မှ9ရောက်လောက်ထိလည်းဖြစ်သွားနိုင်တယ်ကွင်းလင်ကကစားသမားရဲ့နဲ့လည်း ဒီပြောင်ကစားနိုင်တယ်ရှေ့မှာအန်ဘူမိုနဲ့ဝစ်စာတို့နှစ်ယောက်ကအခေအားကြတဲ့ကစားသမားတွေဒီထဲမှာမှာအန်ဘူမိုကတော့အဓိကပါလေအန်ဘူမိုပြောပြောဆိုတီးထုတ်ချထားလိုက်ရင်ဘရန်ဖို့ရဲ့တိုက်စစ်ပိုင်းကနည်းနည်းအသက်မဲ့သွားတယ်တီးထုတ်တယ်ဆိုတာတော့တခြားမဟုတ်ပါဘူးမမချာချာနဲ့နောင်အောင်ဖြုတ်ချထားလိုက်ဗျာကိုရဘောကအန်ဘူမိုတပေါက်ပဲရှိအိုင်ဗန်တိုနီမရှိတဲ့အခါမှာကျန်တဲ့နေရာတွေကတိတ်ပြီးတော့အဆင်မပြေဘူးဆိုတော့ conclusion ဆွဲရမယ်ဆိုရင်ဘရန်ဖို့မှာလည်းအားသာချက်အများကြီးရှိတယ်လို့အာဆင်နယ်မှာလည်းအားသာချက်ရှိတယ်တေချဖို့များတဲ့ပွဲတင်တပွဲဖြစ်တယ်လို့ အာဆနယ်ကတ်နိုင်မှုလည်းအခြေအနေတွေအများကြီးရှိပါတယ်။အဲ့တော့ကြိုက်တဲ့အသင်းအားပေးလို့ရပါတယ်။ကျွန်တော်တို့ဒီပွဲစဉ်မှာရှေ့ပွဲစဉ်31အတွက်အာယူဘက်ကန်ပြီးပြီဖြစ်တဲ့အတွက်ဒီပွဲမှာအာဆနယ်ဘက်ကတည်ပြီးတော့ပြန်ရွေးပေးပါတယ်ခင်ဗျာ။